မင်္ဂလာအပေါင်းနဲ့ခါညောင်းတဲ့နေကောင်းရက်ရက်လေးဖြစ်ပါစေလို့ကျွန်တော်တို့ရဲ့ Cinema Summary ကနေပြီးတော့ဥသောပထမနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာဒီနေ့မှာတော့မကြသေးခင်ကမှထွက်ရှိထားတဲ့လမ်းလျှောက်ပြိုင်ပွဲအကြောင်းရိုက်ကူးထားတဲ့ The Long Walk ဆိုတဲ့ဇာတ်လမ်းကို recap ကြည့်လို့ပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးရဲ့အစမှာတော့ Ray ဆိုတဲ့အမျိုးသားတစ်ယောက်ကတရားဝင်အကြောင်းကြားစာတစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်စာထဲမှာတော့သူ့ကိုအသက်အန္တရာယ်ရှိတဲ့ပြိုင်ပွဲတစ်ခုဖြစ်တဲ့လမ်းလျှောက်ပွဲမှာပါဝင်ဖို့ရွေးချယ်ခံရကြောင်းဂုဏ်ပြုရေးသားထားခဲ့ပါတယ် တနိုင်ငံလုံးကဒီပွဲကိုတိုက်ရိုက်ထုတ်လွှင့်မှုကနေစောင့်ကြည့်နေကြမှာဖြစ်ပြီးနောက်ဆုံးနိုင်ရရှိသူကစူချင်းဝေးနေမှာပဲကြော်ကြားမှုစည်းတိမ်ဥစ္စာတွေနဲ့သူနှစ်သက်ရာဆန္ဒတခုကိုပါတောင်းဆိုလို့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာရေးဟာသူ့ရဲ့အမိနဲ့တူ ပွဲချင်းပါရနေရာကိုထွက်ခွာခဲ့ပါတယ်။လမ်းမှာတော့သူတို့ကဆိုးရွားတဲ့အခြေအနေတွေကြုံတွေ့နေရတဲ့ကဘာကြီးကိုမြင်တွေ့ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ပွားခဲ့တဲ့စစ်ပွဲကြီးတစ်ခုကြောင့်သူတို့နိုင်ငံကပြည်စည်းသွားခဲ့ပြီးမျိုးတွေကိုပြန်မတည်ဆောက်နိုင်ကြတော့ပဲမိသားစုတွေကလည်းအသက်ရှင်မှုအတွက်ပဲရုန်းကန်ခဲ့ကြရပါတယ်။နောက်ရောက်ပြိုင်ပွဲကလူအများစုအတွက်စည်ရဲမွေးတွေမှုကနေလွတ်မြောက်ဖို့တခုတည်းသောရွေးချယ်စရာအခွင့်အရေးဖြစ်ပေမဲ့တစ်နှစ်ကိုပါဝင်ရှင်ပြိုင်မှုအတွက်လူငယ်90ကိုသာရွေးချယ်တာပဲဖြစ်ပါတယ်။ ရေးရဲ့အမေကသူ့သားကိုဆုံးရှုံးရမှာကြောက်တဲ့အတွက်စိတ်ပြောင်းပြီးဝန်မတိုင်မှုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းရေးကဒီတိုင်ပွဲမှာဝင်ကြိုင်မှဖြစ်မှဖြစ်ကြောင်းသေချာရှင်းပြခဲ့ပါတယ်။သူတို့ကတိုင်ပွဲစတင်မယ့်နေရာကိုရောက်တော့ရေးရဲ့အမေကသူ့သားကိုပွေဖက်နှုတ်ဆက်ခဲ့ပြီးရေးကတော့ပြန်လာမယ်လို့ခရီးပေးကထွက်သွားခဲ့ပါတယ်။မကြခင်မှာပဲရေးကပီတာမက်ဘရိုင်းလို့အမည်ရတဲ့နောက်ထပ်တိုင်ပွဲဝင်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးသူတို့နှစ်ယောက်ကခင်မင်ရင်းနှီးသွားခဲ့ကြပါတယ်။သူတို့ကဟန်ဘေကာစတက်ဗင်နဲ့အသက်အငယ်ဆုံးတိုင်ပွဲဝင်ဖြစ်တဲ့ကာလီရိုအပါအဝင်တခြားတိုင်ပွဲဝင်တွေရှိရာနေရာကိုအ мян သွားပူးပေါင်းခဲ့ကြပါတယ်။ ခဏကြာတော့လမ်းလျှောက်ပြိုင်ပွဲရဲ့ကျင်းပသူကနောက်ဆုံးမှာပေါ်လာခဲ့ပါတယ် သူ့ကိုယ်သူဘုံမူကြီးလိုမိစခါရှေ့ကိုတက်လာခဲ့ပြီးပြိုင်ပွဲဝင်တွေရဲ့နာမည်တွေကိုတယောက်ပြီးတယောက်စတင်ခေါ်ခဲ့ပါဗါးနာမည်ခေါ်ခံရတဲ့ကောင်လေးတွေကလည်းရှေ့ထွက်လာခဲ့ပြီးတက်ထုတသိယာတစ်ခုကိုယူကာကိုယ့်နေရာကိုပြန်သွားခဲ့ပါဗါးအယောက်90လုံးကိုနာမည်ခေါ်ပြီးသွားတော့ဘုံမူကြီးကသူတို့ကိုမိန်ကုန်းပြောကြခဲ့ပါဗါးသူကဒီနိုင်ငံဟာစစ်ပွဲကနေလုံးဝပြန်လည်မထူနောင်နိုင်သေးကြောင်းသူတို့ကိုသတိပေးခဲ့ပါဗါးမျိုးတွေကတက်စီစက်မှုလုပ်ငန်းတွေကမအောင်မြင်မဲ့လူတွေကလည်းအနာမရခဲ့ကြပါဘူးဒါပေမဲ့လည်းနေ့စဉ်နေ့တိုင်းလမ်းလျှောက်ပြိုင်ပွဲကစိတ်ဓာတ်တွေပြန်လည်နှိုးကြွလာအောင်စိတ်လှုပ်ရှားမှုတွေဖန်တီးပေးခဲ့ပါဗါးသူ တို့နိုင်ငံရဲ့တကယ့်အားနည်းချက်ကဆေးရဲမွဲတင်မှုမဟုတ်ဘဲညှင်းရင်းသာထင်ကြောင်းသူက ရှင်းပြခဲ့ပါတယ်။အဲဒါကြောင့်စီကန်းနဲ့ခန္ဓာရင်ရှိမှုကအသက်ရှင်ရပ်တည်ရေးရဲ့အဓိကသောချက်ထင်ကြောင်းလူတိုင်းကိုသတိပေးဖို့အတွက်သူကဒီတိုင်မွဲကိုနှစ်စဉ်ကျင်းပတာပဲဖြစ်ပါတယ်။မိန်ကုံးတယောက်ပြီးတော့သူကစီကန်းတွေကိုတိတိကျကျရှင်းပြခဲ့ပါတယ်။တိုင်မွဲဝင်တယောက်ချင်းစီကတနာယီ၃ပိုင်းအောင်မလျော့ပဲ၈၆နေရမှဖြစ်ပြီးတယောက်ယောက်ကနှေးသွားရင်အရင်ဆုံးသတိပေးခံရမှာပဲဖြစ်ပါတယ်။ဒုတိယအကြိမ်နှေးသွားရင်လည်းနောက်ထပ်သတိပေးခံရမှာဖြစ်ပြီးတတိယအကြိမ်ဆိုရင်တော့သူတို့ကပြဿနာတက်မှာဖြစ်ကနောက်ထပ်တစ်ကြိမ်ထပ်နှေး သွားရင်ပြိုင်ပွဲကနေအပီးတိုင်းထုံးခံရမှာပဲဖြစ်ပါတယ်ပြိုင်ပွဲထဲမှာတော့ပန်းတိုင်းမရှိရနားစရာနေရာလည်းမရှိပဲနောက်ဆုံးမှာအသက်ရှင်ကျန်သူတယောက်တည်းသာရှိမှာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ပိုမူးကြီးကသူ့ရဲ့ဒီစတိုကိုမြှောက်ပြီးလေထဲကိုပြစ်လိုက်ခါလမ်းလျှောက်ပြိုင်ပွဲကိုစတင်ကြောင်းကြေညာလိုက်ပါတယ်အဲ့ဒါကြောင့်ကောင်းလေးရောက်90ကလည်းလက်နက်ကင်စစ်သားတွေပါတဲ့ထရက်ကားတွေနောက်ကနေလိုက်ရင်ရှေ့ကိုဆက်လျှောက်သွားခဲ့ကြပါတယ်ပတ်ဝန်းကျင်က6တွင်နေတဲ့အကြောင်းပြောလိုက်တော့ Baco Beach ဆိုတဲ့ပြိုင်ပွဲဝင်တယောက်ကပိုမူးကြီးကနောက်ပိုင်းမှသာလူတွေကိုကြီးဝင်ပြုမှဖြစ်ပြီးလမ်းကြောင်းတစ်လျှောက်မှာနေထိုင်တဲ့ဒေသခံတွေကတော့ဘေးကနေကြီးရှုနိုင် ကြောင်းပြန်လည်ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့လည်းကင်မရာတွေကနေရာတိုင်းမှာရှိနေခဲ့ပြီးအိမ်ကနေကြည့်ကြမဲ့ပြိသက်တွေအတွက်မှတ်တမ်းတင်နေခဲ့ပါတယ်။သူတို့ကလမ်းလျှောက်တာခုနှစ်မိုင်ကျော်လာတော့တိုင်ပွဲဝင်တွေကအဓိကစုကြီးအကြောင်းပြောဆိုခဲ့ကြပါတယ်။ဘီကာကသူ့အတွက်တခုတည်းသောအားတက်စရာကပတ်စံထည်ကြောင်းပြောခဲ့ပေမဲ့ရေးကတော့စီးတဲ့ဥစ္စာကတိုက်ပွဲဝင်မှုအတွက်တခုတည်းသောအကြောင်းပြချက်မဟုတ်ကြောင်းရှင်းပြကသူ့စကားကိုညှင်းဆန်းခဲ့ပါတယ်။မကြခင်မှာပဲမဆုစာအုပ်တော့ကန်ဆောင်ထားတဲ့ဟာနတ်ဆိုတဲ့နောက်ထပ်တိုင်ပွဲဝင်တစ်ယောက်ကရှေ့ရောက်လာခဲ့ပါတယ်။သူကလူတိုင်းရဲ့နာမည်နဲ့နံပါတ်ကိုတိတိကျကျရေးသားမှတ်သားထားပြီးလမ်းလျှောက်တိုင်ပွဲ ကြောင်စာအုပ်ရေးနေတာကိုရှင်းပြခဲ့ပါတယ်။သူသာအသက်ရှင်ခဲ့မယ်ဆိုရင်အဲ့ဒီစာအုပ်ကြောင်သူကချမ်းသာပြီးနာမည်ကြီးလာမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းပီတာကဟာနတ်တာတကယ်နိုင်ရသွားရင်စာအုပ်ရေးစရာတော့မလိုပဲနာမည်ကြီးသွားမှထီကြောင်ထောက်ပြခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအသက်ငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်တဲ့ကာလီကချော်လဲခဲ့ပါတယ်။သူ့ခြေထောက်တွေကနာကျင်စားပြူလာခဲ့ပြီးသူကမမတ်ရက်ဖို့တောင်ရုန်းကန်နေခဲ့ရပါတယ်။ ရေးကသူ့ကို86နိုင်အောင်လမောင်းကနေကင်ထားပေးခဲ့ပြီးပီတာကလည်းဘေးကနေအားပေးစကားတွေပြောခဲ့ပေမဲ့ကာလီဟာနာကျင်မှုကိုမခံစားနိုင်တော့ဘဲလမ်းပေါ်မှာလဲကျသွားခဲ့ပါတယ်။သုံးခါသတိပေးပြီးတဲ့နောက်မှာတော့ကာလီကထမလာနိုင်တော့တဲ့အတွက်စစ်သားတယောက်ကသူ့ကိုတနက်နဲ့ရရဆက်ဆက်ပြစ်တက်ခဲ့ပါတယ်။အဲ့ဒီနေကွင်းကြောင့်ရေးကထိတ်လန့်သွားခဲ့ပြီးမတော်တဆလမ်းလျှောက်တာနှေးသွားတော့စစ်သားတယောက်ကသူ့ကိုပါသတိပေးခဲ့ပါတယ်။ဒါပေမဲ့လည်းပီတာကဘာမှမထည့်အောင်သူ့ကိုညံဆွဲခေါ်လိုက်ပြီးရှေ့ကိုဆက်လျှောက်စေခဲ့ပါတယ်။ဘုံမူကြီးကကြာဆုံးသွားတဲ့ကောင်းလေးအကြောင်းကြေညာခဲ့ပြီးနောက်ထပ်သေဆုံးမှုတွေထင်မလာအောင်ကျန်တဲ့သူတွေကို ဆက်လျှောက်လန်းမှုပြောခဲ့ပါတယ်။နောက်ထပ်အတော်ကြာဆက်လျှောက်ပြီးတဲ့နောက်မှာတော့သူတို့အဖွဲ့က18မိုင်ကိုရောက်ရှိလာခဲ့ပါတယ်။ပင်ပန်းနေရာကြောင့်ရှေ့ဆက်သွားဖို့သူ့ကိုယ်သူဘလောက်ထိအားနေထားနိုင်မလဲဆိုတာမသေးကြတဲ့ကြောင်းရေးကထုတ်ပြောခဲ့ပါတယ်။ဒါပေမဲ့လည်းပီတာကတော့သူ့ကိုအဆုံးသတ်အကြောင်းမတွေ့ဘဲပုံမှန်လေးပဲဆက်သွားဖို့အကြံပေးခဲ့ပါတယ်။အချိန်နေကုန်လာတာနဲ့ညရေးပီတာဟန့်နဲ့ဘီကာတို့ကပို့ပြီးယင်းဤလာကြကတယောစဉ်ဖြစ်လာခဲ့ကြပါတယ်။ဒါပေမဲ့လည်းအကုန်လုံးအဆင်ပြေနေတယ်လို့ထင်ရတဲ့ချိန်မှာညိုင်မွေးဝင်နံပါတ်1ကအပူထန်နဲ့ပင်ပန်းနွမ်းနဲ့မူထန်နေကြောင်းသူ့ရဲ့ခန္ဓာကိုယ်ကအာဂုံသွားပြီးလမ်းပေါ်မှာတက်ခါ ာလဲကျသွားခဲ့ပါတယ်။တချို့ရိုင်မွေးဝင်တွေကသူ့အတွက်စိုးရိမ်ခဲ့ကြပေမဲ့ဘာကိုဘစ်ကတော့လဲကျသွားတဲ့ကောင်းလေးကိုကြည်ကရေမောပြီးလောင်ယောင်ခဲ့ပါတယ်။စစ်သားတွေက၃ချိန်တိတိတတိပေးခဲ့ပြီးကောင်းလေးကမထနိုင်တော့တဲ့အတွက်သူ့ကိုတည်တံပေးခဲ့ပါတယ်။အန်ဟော့ဘုကောင်းလောင်အောင်ပဲဘာကိုဘစ်ကဒီသေဆုံးမှုကိုကြည်ကအနိုင်ရဖို့အခွင့်အရေးပုံများလာတဲ့အတွက်လူတိုင်းကိုဝမ်းသာသင်ကြောင်းပြောခဲ့ပါတယ်။25မိုင်ကိုရောက်တဲ့အချိန်မှာဘာကိုဘစ်က run ဆိုတဲ့ကောင်းလေးကိုညက်စီကျသွားခဲ့ပါတယ်။သူကအရင်ဆုံးသူ့နာမည်ကိုလောင်ယောင်လိုက်ပြီးကောင်းလေးမိကိုစော်ကားကစီးကြော်ခဲ့ပါတယ်။ run ကစိတ်မထိန်နိုင်တော့ပဲဘာကိုဘစ်ကိုထိုးလိုက်ပြီးမဲ့လွဲ ွဲကညီကြီးပေါ်လဲကျသွားပြီးနာကျင်သွားခဲ့ပါတယ် ချန်တဲ့သူတွေကသူ့ကိုထဖို့အော်ဒီယိုခဲ့ပေမဲ့သူကအချိန်မီမထနိုင်တော့စစ်သားတွေကသူ့ကိုပြစ်တက်လိုက်ပါတယ်။အဲဒါကြောင့်ရေးနဲ့ဘီတာတို့ကဒေါသထွက်သွားကဘာဂိုဘစ်ကိုလူသက်မှုနဲ့ဆွဆွဲခဲ့ပါတယ်။ဒါပေမဲ့လည်းစိတ်ဒသဘာဂိုဘစ်ကတော့ကောင်းလေးကိုလုံးဝမထီခဲ့တဲ့အတွက်သူအမားမဟုတ်ကြောင်းပြောခဲ့ပါတယ်။နောက်တစ်ခါမှာဒန်ဝင်းဝင်တို့ကအပေါ်သွားခြင်းစိတ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကြောင့်သူကဆက်မလျှောက်နိုင်တော့ပဲနှေးသွားခဲ့ပါတယ်။စစ်သားတွေကသူ့ကိုစတင်တရီပေးခဲ့ပြီးသူကရှေ့ဆံမသွားနိုင်တော့လူတိုင်းရှိမှကြောက်သေးပါခဲ့မိပြီးအရှက်တကွဲအကျိုးနဲ့ကတိတ်တက်ခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ညရောက်လာခဲ့ပြီးကောင်းလေးတွေကစိတ် းဆောင်နေတဲ့အတွက်ဆက်ရှောင်နေခဲ့ကြရပါတယ်။ရေးကငိုက်လာခဲ့ပြီးသူ့အမေချောင်းကိုပါအိမ်မက်မက်ခဲ့ပါတယ်။ဒါပေမဲ့လည်းပီတာကသူ့ကိုလှုံ့နှိုးကနူးနူးကြကြနဲ့အာယုံဆိုင်နေဖို့ပြောခဲ့ပါတယ်။ရေးကသူ့အမေကိုလွမ်းတဲ့အကြောင်းပြောလိုက်တော့ပီတာကမကြခင်ပြန်တွေ့ရမှာထေချောင်းပြောကအားပေးခဲ့ပါတယ်။၃-၄နာရီကျော်သွားပြီးတဲ့နောက်မှာရေးကသတိမထားမိပဲနေသွားတဲ့အတွက်ဒုတိယကြိမ်သတိပေးခံခဲ့ရပါတယ်။ခဏကြာတော့သူက ထပ်ပြီးချော်လဲကတတိယကြိမ်သတိပေးခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ပြိုင်ပွဲဝင်တဦးကအမားမလို့ပဲ၃နာရီကြာဆက်ရှောင်းနေမှသာသတိပေးချက်၃ခုကိုဖယ်ရှားနိုင်မှထင်ကြောင်းကြေညာခဲ့ပါတယ်။ပီတာကသူ့ကိုကူညီပြီးအားပေးခဲ့ပေမဲ့ရေးကတော့ဂယူဆိုင်ဟန်ဆောင်မနေနဲ့လို့ပြောခဲ့ပါတယ်။အနိုင်ရဖို့ခွင့်ရညလာအောင်ပီတာကစိတ်ထဲမှာချိန်ပြီးသူ့ကိုလဲကြစေချင်နေတဲ့အကြောင်းကိုရေးကရန်တမ်းပြောခဲ့ပါတယ်။ ခဏကြာတော့ရိုင်မွန်းဝင်တွေကမတ်စောက်တဲ့တောင်ကုန်းတစ်ခုကိုရောက်လာခဲ့ကြပြီးအတန်လန်းခီးမှာလူများစုကနှေးသွားတဲ့အတွက်ချက်ချင်းဒေသံပေးခံခဲ့ရပါတယ်။ရေးကရှိသမျှအာကုန်ထုတ်ပြီးရှေ့ဆက်သွားခဲ့ပေမဲ့လန်တော်မှာအားလျှော့ကျင်လာခဲ့ပါတယ်။အဲဒီချိန်မှာပဲပီတာကသူ့ကိုတွဲလိုက်ပြီးရှေ့ဆက်သွားဖို့တိုက်တွန်းကတည်ငြိမ်အောင်ထိန်းပေးထားခဲ့ပါတယ်။ပီတာရဲ့လိုအပ်ချက်ကြောင့်ရေးကဟတ်ထိသွားခဲ့ပြီးအရင်ကဒေါသရရှိပြောဆိုခဲ့မိတာတွေအတွက်တောင်းပန်ကသူပြောခဲ့တာတွေကစိတ်ထဲကမပါချောင်ရှင်းပြခဲ့ပါတယ်။ပီတာကတော့ဘာမှမဖြစ်ကြောင်းပြောပြီးသူ့ကိုအသက်ရှူမှန်အောင်ကူညီပေးခဲ့ပါတယ်။နောက်တစ်ရက်ရောက်တော့သူတို့အဖွဲ့က59မိုင်ကိုလျှောက်ပြီးသွားပြီး ဖြစ်ကရေးကငိုက်လာတဲ့အတွက်အာယုံလွှင်းစကားဆက်ပြောဖို့ပီတာကိုတောင်းဆိုခဲ့ပါဗျ။အဲ့ဒီနောက်မှာရေးကအသက်ရှင်ဖို့အတွက်သာမက သူ့မှာပိုကြီးမားတဲ့ရည်ရွယ်ချက်ရှိတဲ့အတွက်အနိုင်ရကျင်ကြောင်းဝန်ခံခဲ့ပါဗျ။ 68မိုင်ကိုရောက်တဲ့အချိန်မှာတော့ဟန်ကဆက်သွားဖို့အတွက်အတော်ကိုရုန်းကန်နေခဲ့ရပါတယ်။လူကတုံနေပြီးသူ့ခြေလမ်းတွေကနှေးလာတော့ပီတာကသူ့ကိုစစ်ဆေးဖို့ကြိုးစားခဲ့ပေမဲ့ဟန်ကမလိုချောင်မမရိုင်းရိုင်းပြောကရိုင်းတိုင်တိုင်နဲ့ရှေ့ကိုဆက်ချောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဟာနတ်စ်ရဲ့အခြေအနေကတော့ပိုဆိုးနေခဲ့ပါတယ်။သူ့ခြေချင်းဝက်ကခောက်နေတော့သူကအချိန်ထိမှုအတွက်ရုန်းကန်နေခဲ့ရပါတယ်။နှေးသွားတဲ့အတွက်သူကသတိပေးခံခဲ့ရပြီးရေးကသူ့ကိုအားပေးခဲ့ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကဆက်မသွားနိုင်တော့ပဲလဲကျသွားခဲ့ပါတယ်။သုံးခါသတိပေးပြီးသွားပေမဲ့သူကပြန်ထမလာတော့စစ်သားတွေကသူ့ကိုတည်တံပေးခဲ့ပါတယ်။ ူ့ရဲ့အသေးဆုံးမှုကြောင့် Rain နဲ့ Peter တို့ဝမ်းနဲ့ပူဆွေးနေခဲ့ကြပေမဲ့ Barco Pitch ကတော့သူတို့တငယ်ချင်းအတွက်အမတ်တရကြရားတစ်ပုတ်ရေးဖို့အကြံပေးကလောင်ပြောင်းခဲ့ပါတယ်။ Peter ကတော့ဒေါသထွက်သွားကသူ့ကိုလူသက်သမားလို့ထပ်ပြီးခေါ်လိုက်တော့နှစ်ယောက်သားစကားညားခဲ့ကြပါတယ်။သူတို့အဖွဲ့ကနောက်ဆုံးမှာမိုင်းတရကိုရောက်လာခဲ့ပြီးဘုံမူကြီးကသူတို့ကိုအချိန်ကြာကြီးတောင်းခံနိုင်ခဲ့တဲ့အတွက်ဂုဏ်ပြုခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာစိတ်ပြတ်နေတဲ့ကောင်းလေးတယောက်ကအနီးနားကအဆောက်အုံတစ်ခုစီကိုရုတ်တရက်ထွက်ပြေးသွားခဲ့ပါတယ်။ ကန်ဆိုးစွာနဲ့ပဲသူကတော့တကားကိုမရောက်ခင်မှာစစ်တပ်ခံလိုက်ရပါတယ်။တရသုံးပိုင်းရောက်တော့အသက်ရှင်ကျန်ရတဲ့ကောင်းလေးတွေကအနိုင်ရရင်ဘာစုတောင်းမလဲဆိုတာကိုဆွေးနွေးခဲ့ကြပါတယ်။ဘီကာကလာဘော်ကိုခီးသွားဖို့ဒုံးရံတစင်တောင်းဆိုမယ်ကြောင်းပြောလိုက်ပြီးဟန်ကတော့ကိုလုံးတီမိမဆယ်အောင်လိုချင်ကြောင်းကွန်ဖီဒန့်လေးပဲစိုးဟိုက်ခါပြောဆိုခဲ့ပါတယ်။ပီတာကတော့နိုင်ရသူနေအောင်ထည့်ပြောင်းလဲဖို့တောင်းဆိုမယ်ကြောင်းပြောကနောက်ပြန်ခဲ့ပါတယ်။ရေးကတော့တနိုင်ငံလုံးရဲ့စနစ်တစ်ခုလုံးကိုပြောင်းလဲတည်ချင်တဲ့အကြောင်းပြောခဲ့ပါတယ်။သူတို့ရဲ့ဆန္ဒတွေတိုင်းနိုင်ငံရဲ့အခြေအနေကိုတိုက်ရိုက်မပြောင်းလဲနိုင်တဲ့အတွက် ဒါကမဖြစ်နိုင်တဲ့ကြောင်းကျင်တဲ့သူတွေကဝင်ထောက်ပြခဲ့ကြပါဗျ။အဲ့ဒီနောက်မှာတော့ဂျောင်းပိတ်ရိုက်ခံရတဲ့ခွေးတွေလိုခံစားနေခဲ့ရတဲ့သူတို့အဖွဲ့ကဘုံမူးကြီးနဲ့လမ်းလျှောက်တိုင်းဘွဲကိုအော်ဟစ်ဆဲဆိုကြပါတော့တယ်။အဲ့ဒီညမှာတော့မိုးသည်ထန်စာရာသွန်းငယ်ပြီးလူတိုင်းကဆိုးရွှဲကုန်ကကြွက်ဆုပ်ဖြစ်ကုန်ကြပါတယ်။ရေးကညလုံးမဖွင့်နိုင်တော့တဲ့အတွက်ပီတာကလမ်းဆက်လျှောက်နေရင်ခဏတာအနာယူဖို့သူ့ဘခုံးကိုမိခိုင်းခဲ့ပါတယ်။ တတိယနေ့ရောက်တဲ့အချိန်မှာတော့သူတို့က144မိုင်ကိုဖြတ်ကျော်ခဲ့ပြီးသူတို့ရဲ့အခြေအနေကအတော်ကိုဆိုးရွားလာခဲ့ပါတယ်။တိတ်ဆိတ်တဲ့အချိန်မှာရေးကပီတာကိုသူ့ရဲ့အတိတ်ကြောင့်ယဉ်ပွင့်ခဲ့ပါတယ်။သူ့အဖေကသူ့ကိုအာနာပိုင်တွေကတားမြစ်ထားတဲ့တသနိကဗေဒဂီတနဲ့တခြားဘာသာရပ်တွေကိုသင်ကြားပေးလေရှိကြောင်းရှင်းပြခဲ့ပါတယ်။အစိုးရကအဲ့ဒီသင်ကြားမှုတွေကိုသစ္စာဖောက်မှုထည့်သတ်မှတ်ခဲ့ပြီးတရက်မှာဗိုလ်မှူးကြီးကိုယ်တိုင်သူ့အဖေကိုလာတွေ့ကနိုင်ငံတော်ကိုသစ္စာခံမှုနဲ့တားမြစ်ထားတဲ့သင်ခန်းစာတွေကိုအသုံးမပြုဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့အဖေကငင်းဆန်ခဲ့တဲ့အတွက်ချက်ချင်းတည်ရန်ပြီးခံခဲ့ရပါတယ်။ရေ ေးအတွက်လမ်းလျှောက်ပြိုင်ပွဲကိုဝင်ပြိုင်ရတဲ့အဓိကအကြောင်းရင်းကတော့ဘုံမူးကြီးကိုတက်ပြီးသူ့အဖေရဲ့ဒေဆုံးမှုအတွက်လက်စားချေဖို့ပဲဖြစ်ပါတယ်။သူကအနိုင်ရခဲ့ရင်စုချေးအနေနဲ့ကာပိုင်ရန်ဖယ်တလက်ကိုတောင်းဆိုဖို့စိတ်ကူးထားခဲ့ပြီးသူ့အဖေကိုတည်တံပေးခဲ့တဲ့လူကိုပြစ်တတ်ဖို့သုံးပါပဲဖြစ်ပါတယ်။ သူတို့ကမိုင်190ကိုရောက်တဲ့အချိန်မှာတော့ကြိုင်မွေးရဲ့ရက်ဆက်ကြမ်းကြုံမှုကပိုမိုပေါ်လွင်လာခဲ့ပါတယ်။ကြိုင်မွေးဝင်တယောက်ကလုံးဝအာမရှိတော့တဲ့အတွက်စစ်သားတွေစီကိုရိုင်းနှဲနှဲနဲ့သွားကအကူအညီတောင်းခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်သားတွေကသူ့ကိုထိုးချိန်ခါတင်ကားအောင်မှထားခဲ့ပြီးကြိတ်သက်ခဲ့ပါတယ်။ခဏကြာမှာတော့နောက်ထပ်ကြိုင်မွေးဝင်တယောက်ကယူသွန်သွားခဲ့ပြီးအဝတ်တွေကိုချက်ကလမ်းကြောင်းကနေတွေးဖယ်သွားခဲ့ပါတယ်။အဲဒါကြောင့်စစ်သားတွေကသူ့ကိုချက်ချင်းတန်းတန်းနဲ့လမ်းပြစ်ခဲ့ကြပါတယ်။ အဲ့ဒီညမှာသူတို့က200တမိုင်ကိုရောက်လာပြီးတော့စတက်ဘင်ကရေးနာသွားကဆိုးရွားတဲ့တဲ့င်းတစ်ခုကိုကြောကြခဲ့ပါတယ်။ဟန်ကလဲကြလူနီးပါးဖြစ်နေတဲ့အတွက်ရေးကသူ့ကိုအားပေးဖို့အနေံသွားခဲ့ပြီးမြဲဟန်ကလဲထွက်သွားပြီးတီတီငင်ငင်နဲ့စစ်သားတွေစီကိုရှောက်သွားခဲ့ပါတယ်။သူကချက်ချင်းတေးတံပေးခံလိုက်ရတော့ဂျန်တဲ့အဖွဲသားတွေကထိတ်လန့်သွားခဲ့ပါတယ်။ကိုကိုကိုမထိန်ချုံနိုင်တော့တဲ့ဘေကာကအဖွဲတွေကထွက်ပြီးအသက်ခံလိုက်ရတဲ့သူ့ငွေချင်းစီသွားကစစ်သားတွေကသူ့ကိုချက်ချင်းတရီပေးခဲ့ပါတယ်။ကံကောင်းတာကတော့သူကအသက်မခံရခင်မှာရေးကသူ့ကိုဆွဲထုတ်ပြီးရှေ့ကိုဆွဲခေါ်သွားကဟန်မရှိတော့ကြောင်းနဲ့ဘာမှလုပ်လို့မရနိုင် ိုင်တော်ကြောင်းအော်ဒီယိုကနားချခဲ့ပါဗျ။ ောက်တစ်ရက်မနက်မှာတော့သူတို့အဖွဲ့က209မိုင်ကိုကျော်လွန်လာခဲ့ပါတယ်။အယောက်90ထဲမှာမှ Ray, Peter, Bago Bish, Stephen, Baker နဲ့ Parker တို့ပဲအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။သူတို့ထဲမှာ Han ကအိမ်မာသူ့ကိုစောင့်ညော်နေတဲ့မိမဂျန်ငယ်ချောင်းတီးသွားကြတော့အနိုင်ရသူကစူဂျေးတဲကငွေတွေကိုသူ့သနီးကိုပေးဖို့သဘောတူခဲ့ကြပါတယ်။ဘသူကမှ Bago Bish ကိုစကားမပြောခဲ့ကြပဲသူကသင်္ကွက်ဖြစ်နေခဲ့ပါတယ်။အပယ်ရန်လို့ခံစားလိုက်ရတဲ့အတွက် Bago Bish က Reina ကိုတော့က Run ရဲ့တည်ဆုံမှုအတွက်သူကအပြည့်ရှိတယ်လို့ခံစားနေရကြောင်းဝန်ခံခဲ့ပါတယ်။အဲ့ဒီနောက်မှာသူကတောင်းပန်ပြီးအဖွဲ့ထဲကိုဝင်ဝင်ပေးဖို့တောင်းဆိုခဲ့ ဲ့ပါတယ်ရေးကခွင့်ပြုလိုက်ပေမဲ့ခဏကြာတော့ဘာကိုပစ်ရဲ့အတူမူကထူးဆန်းလာခဲ့ပါတယ်သူ့စိတ်တွေကထွေပြားလာခဲ့ပြီးရှေ့ကိုအပြေးသွားကသူ့လက်ချောင်းကိုသူ့ကိုယ်တိုင်ဓာတ်နဲ့ထိုးလိုက်ပါတော့တယ်စစ်သားတွေကသူ့ကိုတနက်နဲ့ပြစ်တက်လိုက်တော့ကျန်တဲ့သူတွေကအသေးခိုက်အောင်ထိတ်လန့်တုန်လှုပ်သွားပြီးမဲ့ရွေးချယ်စရာမရှိပဲရှေ့ဆက်လျှောက်ခဲ့ရပါတယ်အဲ့ဒီညမှာတော့ပင်မနွမ်းနေနေတဲ့အဖွဲ့ကစိတ်ဓာတ်တက်ကြွပြီးဆက်လျှောက်နိုင်အောင်တန်ကြိုင်သချင်းတွေ့ဆိုခဲ့ကြပါတယ်၅ရက်မြောက်နေ့မှာတော့သူတို့က198မိုင်ကိုရောက်လာခဲ့ပြီးလမ်းမှာရေးရဲ့အမိနေထိုင်တဲ့မြို့ကိုထွက်သွားရမှာပဲဖြစ်ပါတယ်ရေးကသူ့အမိကိုပြန်တွေ့ရတဲ့အတွက်ကံကောင်းတာထီချောင်းပါကာက ပြောခဲ့ပေမဲ့ပီတာကတော့တကယ်တော့အဲ့ဒါက သူ့အတွက်ပိုခက်ခဲစေမှာဖြစ်တဲ့အတွက်ကြိမ်သာသင့်တယ်လို့ထင်ကြောင်းပြောခဲ့ပါတယ်။နောက်ဆုံးမှာ186မိုင်ကိုရောက်တော့သူတို့ကရေးရဲ့ဇာတိညို့ကိုရောက်လာခဲ့ပါတယ်။ရေးရဲ့ဖနက်တစ်ဖက်ကတက်စီသွားတော့ဘီကာကဖနက်နှစ်ဖက်စလုံးကိုချွတ်ပြဖို့အကြံပေးကမညီညာတဲ့ခြေလမ်းတွေကသူ့ကိုပိုပြီးအားကုန်စေနိုင်တဲ့အကြောင်းသတိပေးခဲ့ပါတယ်။မကြခင်မှာပဲရေးကလူအုပ်ထဲမှာသူ့အမေကိုလက်ညှိလိုက်ရပါတယ်။အစတော့သူကအဝေးကနေပဲလက်ရနှုတ်ဆက်ခဲ့ပေမဲ့စိတ်မထိုင်နိုင်တော့ပဲသူ့မိခင်စီပြေးသွားပြီးပွေဖက်ဖို့တောင်းဆိုခဲ့ပါတယ်။မာယူရဲ့ဆန်နဲ့အဲ့ဒီလောက်ရကြောင်သူကသတိပေးခံခဲ့ရပြီးသူ့အမေကသူ့ကိုအသက်မခံရခင်လမ်းပေါ်ပြန် န်သွားဖို့တောင်းဆိုခဲ့ပါတယ်။စစ်သားတွေကတိုက်ခတ်ဖို့အသင့်ပြင်နေတော့ပီတာကရေးကိုလမ်းပေါ်ပြန်ဆွဲခေါ်ကာဆက်လျှောက်ခိုင်းခဲ့ပြီးသင်မင်းလက်ကနေကယ်တင်ပေးခဲ့ပါတယ်။ရေးရဲ့ဇာတိညို့ကိုထျက်ကျော်ပြီးတဲ့နောက်မှာတော့ပီတာကသူ့ရဲ့နာကျင်ဘွယ်အတိတ်အကြောင်းကိုယဉ်ဖွင့်ခဲ့ပါတယ်။သူ့မမီးသလောက်စစ်ပွဲမှာသူ့မိဘတွေကိုဆုံးရှုံးခဲ့ရတဲ့အချိန်ကစပြီးသူကအငြင်းရန်လမ်းလျှောက်နေခဲ့ရတဲ့အကြောင်းရေးကိုပြောပြခဲ့ပါတယ်။အဲဒီနောက်မှာသူ့ကိုသူ့ဦးလေးကခေါ်သွားခဲ့ပေမဲ့ရိုင်းတဲ့နှိပ်စက်ခါ သူကပီတာဆယ်နှစ်သားအရွယ်မှာတည်ဆုံသွားခဲ့ပါတယ်။တယောက်တည်းခြံခဲ့တဲ့ပီတာကလမ်းပေါ်ကတခြားကလေးတွေနဲ့ပေါင်းပြီးခိုးဝှက်လိုက်ရန်ဖြစ်လိုက်တဲ့အသက်ရှင်ရုန်းကန်မှုအတွက်ကြိုးစားခဲ့ရပါတယ်။ရန်ပွဲတစ်ခုမှာကောင်းလေးတယောက်ကသူ့ကိုဓာတ်နဲ့ခုတ်လိုက်တော့အမာရုပ်တစ်ခုခြံခဲ့ပါတယ်။အဲ့ဒီနောက်မှာသူကဆေးရုံမှာနိုးလာခဲ့ပြီးဓာတ်နဲ့ကောင်းလေးကိုအပြစ်တင်မဲ့အစားသူ့ကိုသူအပြစ်တင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူကဘလောက်ပဲမောင်မိုက်နေပါစေအလင်းရောင်ကိုအများနဲ့ရှာဖွေဖို့တစ္ဆာဆိုခဲ့ပါတယ်။သူကအနိုင်ရရင်စူချင်းဝေကိုသူ့လိုမိဘမဲ့ကလေးတွေကိုကူညီဖို့အတွက်အသုံးပြုခြင်းကြောင့်ရှင်းပြလိုက်တော့ရေးကထပ်ပြီးဟတ်ထီသွားခဲ့ပါတယ်။၃၆မိုင်ကိုရောက်တဲ့ ဲ့ချိန်မှာတော့စတက်ဗင်ကတယောက်ကိုတယောက်မကူညီသင့်တော့တဲ့အကြောင်းအဖွဲ့ကိုသတိပေးခဲ့ပါတယ်။အဲ့ဒါကသူ AB ရက်ဆက်တဲ့စကားဖြစ်ပေမဲ့လူတိုင်းကသဘောတူခဲ့ကြပါတယ်။မကြခင်မှာပဲဘီကာကနှကောင်းသွေးယူလာခဲ့ပေမဲ့စီကန်းကြောင့်ဘသူကမှဝန်မကူခဲ့ကြပါဘူး။အဲ့ဒီချိန်မှာပဲပါကာကရုတ်တရက်စိတ်လွတ်သွားပါတော့တယ်။သူကစစ်သားတယောက်စီကိုတည်းသွားကရိုင်းဘဲကိုဆွဲယူလိုက်ပြီးအဲ့ဒီစစ်သားကိုချက်ချင်းတတ်ပြစ်လိုက်ပါတယ်။ အဲ့ဒီနောက်မှာပါကာကဘယ်သူမှမတွေးဝင်တဲ့လောက်ရက်ကိုကျူးလွန်ခဲ့ပြီးသူ့တငယ်ချင်းတွေကိုထိတ်လန့်သွားစေခဲ့ပါတယ်။ညနေခင်းမှာတော့ဘေကာရဲ့နှာခေါင်းသွေးယူရာကပိုဆိုးလာခဲ့ပြီးပီတာနဲ့ရေရိုးကစီးရန်ပေါက်ကသူ့ကိုကူညီခဲ့ကြပါတယ်။ဒါပေမဲ့လည်းဘေကာကအကြကြီးမရတော့ဘူးဆိုတာကိုသိနေခဲ့ပါတယ်။သူက လော့ကက်တီတစ်ခုကိုသူတို့လက်ထဲထည့်ပေးပြီးသူတို့အသက်ရှင်ခဲ့ရင်သူ့ဘွားကိုပေးပေးဖို့တောင်းဆိုခဲ့ပါတယ်။သူတည်တံဘေးခံရတဲ့အခါမှာလည်းနောက်လည်းမကြည့်ဘူးသူတို့စီကနေကတိတောင်းခဲ့ပါတယ်။သူတို့ကသူ့ကိုထိန်ကဆက်လျှောက်ဖို့တောင်းဆိုခဲ့ပေမဲ့ဘေကာကငြင်းဆန်ခဲ့ပါတယ်။ဘေကာက လဲကျသွားတဲ့အတွက်စစ်သားတွေကသူ့ကိုရဲရဲဆဲဆဲတတ်ပြေးခဲ့ကြပါဗျ။ညရောက်တော့လမ်းလျှောက်ပြိုင်ပွဲဝင်တွေက326မိုင်ကိုရောက်ရှိလာခဲ့ကြပါဗျ။ဘုံမှုကြီးရဲ့စောင့်ကြည့်မှုအောက်မှာ Ray Peter နဲ့ Stephen တို့ကရှေ့လျားတဲ့တံတားတစ်ခုကိုထည့်ကျော်နေခဲ့ကြပါဗျ။ Ray ကစိတ်လွတ်သွားပြီးဘုံမှုကြီးကိုအော်ဟစ်ခါစောကားပြောဆိုခဲ့ပါဗျ။ဒါပေမဲ့လည်းဘုံမှုကြီးကတယုံလိုက်ပြီးအဲ့ဒီဒေါသကသူ့ရှာဖွေနေတဲ့အနိုင်ရသူရဲ့ပြင်းပြတဲ့စိတ်ဓာတ်မျိုးဖြစ်ကြောင်းကြေညာခဲ့ပါဗျ။ အဲ့ဒီချိန်မှာပဲစတက်ဖန်ကအမှန်တရားကိုထုတ်ပေါ်ပြောခဲ့ပါတယ်။တကယ်တော့သူကဘူမူကြီးရဲ့တရားမဝင်သားပဲဖြစ်ပါတယ်။သူ့ရဲ့ဆန္ဒကသူ့ဖိနေတဲ့အိမ်နဲ့နေထိုင်မှုထိကြောင်းပြောခဲ့ပေမဲ့အခုတော့သူ့ခန္ဓာကိုယ်ကချိနဲ့နေခဲ့ပြီပဲဖြစ်ပါတယ်။သူကပီတာနဲ့ရေတို့ကိုသူတို့နဲ့အတူလမ်းလျှောက်ခဲ့ရတာဂုံယူချောင်းပြောလိုက်ပြီးခံကောင်းပါသေးလို့ဆုတောင်းပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူကရက်တန့်လိုက်ပြီးစစ်သားတွေကသူ့ကိုညှိခတ်ခဲ့ကြပါတယ်။အခုတော့ရေနဲ့ပီတာတို့နှစ်ဦးလည်းပဲကြံပါတော့တယ်။မိုးကတိတ်ထန်စွာရွာသွန်းနေခဲ့ပြီးသူတို့ကဘေးချင်းရှင်ရှောင်းနေခဲ့ကြပါတယ်။ပီတာကကလေးဘွားတို့ကတေးရမှာအရန်ကြောက်ခဲ့ ပေမဲ့လူအများကြီးတည်ဆုံတာကိုမြင်ပြီးတဲ့နောက်မှာအသေးချင်းတရားဟာဘဝမှာတည်ကြတဲ့အရာဖြစ်ပြီးကိုရွေးချယ်နိုင်တဲ့တခုတည်းသောအရာကအသေးချင်းတရားကိုဘလို့ရင်ဆိုင်မလဲဆိုတာပဲဖြစ်တာကိုသဘောပေါက်လာကြောင်းဝန်ခံခဲ့ပါတယ်။332မိုင်မှာသူတို့နှစ်ယောက်ထဲမှာဘသူအသက်ရှင်မလဲဆိုတာသိကျင်နေကြတဲ့လူအုပ်ကြီးကအော်ဟဲအပိနေတဲ့ညိုတနည်းကိုရောက်လာခဲ့ကြပါတယ်။ရေဒီယိုအောင်နိုင်ရပြီးသူ့အမိနဲ့ပြန်တွေ့နိုင်မှုသူကစရေပေးမိအကြောင်းပြောကပီတာကရုပ်တရက်ရက်တန်းလိုက်ပါတယ်။ဒါပေမဲ့လည်းရေကညှဉ်းဆန်ပြီးတူတူဆက်သွားဖို့ဂရီဘေးကပီတာကို၈၆ဖို့တိုက်တွန်းခဲ့ပါတယ်။ ရီကသူ့နောက်မှာရက်လိုက်တာကိုမသိဘဲပီတာကခဏလောက်ရှေ့ဆက်သွားမိခဲ့ပါတယ်။သုံးကသတိပေးခံရပြီးသားဖြစ်တဲ့ရီကလဲချသွားတော့ချက်ချင်းပဲတည်ရန်မိခံလိုက်ရပါတယ်။စစ်သားရဲ့ဂျီတန်ကသူ့ကိုမှန်သွားကဘုံမူကြီးကသူ့ကိုနောက်ဆုံးအနေနဲ့ပြစ်တတ်ခဲ့ပါတယ်။ပီတာကရေးသေးသွားတာကိုသဘောပေါက်ပြီးတုံလုံးငိုကြွေးနေချိန်မှာလူတွေကတော့သူ့ရဲ့အောင်ပွဲအတွက်အော်ဟစ်ဂုဏ်ပြုနေကြပါဗျ။အဲ့ဒီနောက်မှာဘုံမူကြီးကရှေ့ကိုတက်လာပြီးလမ်းလျှောက်ပြိုင်ပွဲရဲ့အနိုင်ရသူဖြစ်လာတဲ့အတွက်သူ့ကိုဂုဏ်ပြုခဲ့ပါဗျ။ သူကပီတာရဲ့ဆန္ဒကိုမေးလိုက်တော့ပီတာကစိတ်တည်ငြိမ်အောင်ထားပြီးစစ်သားရဲ့ကားပိုင်ရိုင်ဖယ်တလက်ကိုတောင်းဆိုခဲ့ပါတယ်။သူကတနတ်ကိုအမတ်တရအနေနဲ့သူ့ရဲ့အနာဂတ်ကလေးတွေကိုလက်ဆင့်ခံပေးခြင်းနဲ့အကြောင်းပြောခဲ့ပါတယ်။စစ်သားတွေကရိုင်ဖယ်ကိုပေးဖို့တုံ့ဆိုင်နေခဲ့ပေမဲ့ပီတာကကဘာကြီးကိုပိုကောင်းအောင်လှုပ်ချင်တဲ့လူဖြစ်တဲ့အတွက်ဘသူ့ကိုမှထိခိုက်အောင်လုပ်မှာမဟုတ်ကြောင်းဘုံမူကြီးကအာမခံခဲ့ပါတယ်။ပီတာကရိုင်ဖယ်ရသွားတော့တနတ်ကိုညှောက်ပြီးဘုံမူကြီးကိုတက်တက်ချိန်ထားခဲ့ပါတယ်။ဘုံမူကြီးကသူ့ရဲ့အောင်ပွဲကိုအလဟသာအဖြစ်မခံဘဲတိုက်တွန်းခဲ့ပြီးသူ့ကိုစိတ်အေးအေးနဲ့စဉ်းစားခိုင်းခဲ့ပါတယ်။ဒါပေမဲ့ လဲဝမ်းနဲ့ပူဆွေးနေတဲ့ပီတာကရေးဒွတ်ထေချောင်းလျောကတနတ်မောင်းကိုဆွဲလိုက်တော့ဘူမူကြီးကသေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ပီတာကတနတ်ကိုချထားခဲ့ပြီးမိုးရဲရေထဲမှာပဲတယောက်တည်းထွက်သွားခဲ့ပါတယ်။ဇလန်းလေးကတော့ဒါပါပဲခင်ဗျာ။ချီချုပ်ပေးခဲ့ကြတဲ့ပြည်သက်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ခုလိုမျိုးဇလန်းကောင်းလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Cinema Summary Channel လေးကိုလိုက်ရ Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။